ဂျာဒူကသူကနှမျိုးနှစားရှိတယ်။တမျိုးကကျတော့လူရဲ့အမြင်အာရုံကိုလှည့်စားလိုက်။ကျွန်တော်တို့ကအဲ့ဒါကို အင်္ဂလိပ်လိုဆိုရင် magic လို့ magic လို့ခေါ်။အဲဒါကလှည့်စားမှုတစ်ခုပဲ။အမြင်အာရုံကိုလှည့်စားလိုက်တော့။အဲပင်ဆလက်ပေါ့နော်။မြန်မာလိုပြောရင်ပင်ဆလက်။ဟောမျက်လှည့်ပေါ့။ဒါကတမျိုးဖြစ်။ဟုတ်လား။ငယ်ငယ်တုန်းကကျွန်တော်တို့ကြည့်ဘူးကြတယ်မျက်လှည့်ဆရာမျက်လှည့်ပြတယ်။ ဒေးဗစ်ကော်ပါဖီလို့ပါတော့လူခန္ဓာကိုယ်ကိုနှစ်ပိုင်းလို့လဲခြေတော်တစ်ပိုင်းခန္ဓာကိုယ်ပေါ်ပိုင်းကတစ်ပိုင်းနှစ်ပိုင်းဖြစ်အောင်တကယ်တော့နှစ်ပိုင်းဖြစ်သွားတာမဟုတ်လူရဲ့အမြင်အရုံကိုလှည့်စားလဲအဲ့လိုပဲတချို့မျိုးလဲဆရာတွေဆိုရင်ဒီလက်ကင်ပေါ်ထက်ကနေပြီးတော့ငှက်ထုတ်ပြတာဒီပါရညာတွေဒီလိုမျိုးဆိုတော့ဒါကအမြင်အရုံကိုလှည့်စားလိုက်တာဒါကကြတော့တမျိုးပင်စလက်ပေါ့နောက်တမျိုးကကြတော့ကျွန်တော်တို့ဒီဂျင်းရှိုက်တန်တွေပေါ့ရှိုက်တန်ဆိုတော့ဂျင်းပါပဲဂျင်းအမျိုးအစားတွေပဲဒါပေမဲ့စိုးသွမ်းတဲ့ဂျင်းတွေကိုရှိုက်တန်တွေလို့ခေါ် တော့ဂျင်ရှိုက်တန်ရဲ့အကူအညီနဲ့လုပ်တဲ့ဟာလည်းရှိတယ်ဒါကနောက်တမျိုးဒါလည်းကြာတူပဲအဲ့ဒါဂျင်ရှိုက်တန်နေဆိုတာကဒီဂျင်တွေထဲကသိုးသွန်းတဲ့ဂျင်တွေကလူတွေရဲ့ယုံကြည်ချက်တွေကိုအကိဒါတွေကိုဖောက်လဲဖောက်ပြန်ဖြစ်ဖို့တော့လူတွေကိုရှစ်ကေဘောဟိုအရောက်ပို့ဖို့တော့သူတို့ဟာအများရန်ကြိုးပမ်းအားထုတ်နေလေရှိကြဆိုတော့လူတယောက်ဟာသူကဒီဂျင်ရှိုက်တန်တွေကျွန်တော်တို့သိကြတဲ့ဂျင်ကို ဖန်ဆင်းတဲ့နေရာမှာအဲ့ဒါဂျင်တွေရဲ့ဖစ်တရက်တရသူတို့ရဲ့ ဗီဇာရသူတို့ရဲ့ဗီဇာမှာကရှတ်ကဂါလစ်ဖြစ်ဒီမကောင်းတာကိုနှစ်တက်မှုပေါ့ဂျင်တွေထဲမှာကောင်းတဲ့ဂျင်တွေလည်းရှိတယ်နဲရတယ်ဒါပေမဲ့မဟုတ်တာရှတ်ကသူတို့ရဲ့ဗီဇာထဲမှာလွှမ်းမိုးနေရှတ်ကပုံများသူတို့ရဲ့ဗီဇာထဲမှာဆိုတော့ဒီဂျင်ရှိုင်တန်တွေကသူတို့ကဒီရှရီယတ်တရားတော်ရဘလို့မှမပြုတ်ပန်တဲ့တချို့ကိစ္စရတွေကိုညဉ့်ညံတဲ့ကိစ္စရတွေနှိမ့်ကြတဲ့ကိစ္စရတွေကိုသူတို့ကနှစ်သက်ကြတယ်သူတို့ကကြိုက်ကြဆိုတော့အဲ့ဒါတွေကိုလူတယောက်ကလှုပ်လာတဲ့အခါကျလို့ရှင်အဲ့ဒီလူကိုပါသူတို့ကခင်မင်လာ ဥမာအနေနဲ့ကုရ်အာန်အာယတ်ကိုတွေးနေရေးတာတို့ကုရ်အာန်ကိုဖြောင်းပြန်ရေးတာတို့နောက်အလိုမျိုးပဲဟာလာလူတယောက်ကိုလုံတည်ဆုံးသွားတဲ့အခါမှာအဲ့ဒီလူရဲ့ခန္ဓာကိုယ်အစိပ်ပိုင်းတစ်ခုခုကိုဖြုတ်ပြီးယူထားလိုက်တာလို့စားတယ်အဲ့လိုမျိုးနှိတ်ကြတဲ့ရှရီယတ်တရားတော်ရဘလုံးမမပိုင်နဲ့တချို့အလုပ်တွေကိုလူတယောက်ကလှုပ်လာတဲ့အခါကျလို့ရှိရင်ဒီဂျင်ရှိုင်တန်တွေကအဲ့ဒီလူကိုခင်လာအဲ့ဒီလူကိုသူတို့ဟာပူညီဖို့အတွက်ဆိုင်းပြင်းလာအဲ့ဒီလူကိုသူတို့ဟာအားပြအားမြောက်လှုပ်လာကြတာပဲ ဒါဂျာဒူဆိုတော့ဒါ ਉਹ ပဲခေါ်တယ်ဂျင်ဆိုင်တန်တွေရဲ့အကူအညီနဲ့အထူးဆန်းနေလောက်ပြတာဒါ ਉਹ ပဲဂျာဒူလို့ခေါ်တယ်ဆိုတော့ဂျင်ဆိုင်တန်တွေကအဲ့လိုလူတွေသူတို့သူတို့ကြိုက်တဲ့အလုပ်တွေကိုလှုပ်လာကြတဲ့လူတွေကိုသူတို့ကခင်လာကြပြီးတော့အဲ့ဒီလူတွေအားပြအားမျောလှုပ်လာတဲ့အဲ့ဒီလူတွေပေါ်မှာရိုးရိုးတာမန်လူတွေကဟာလာအကီဒတ်ဖြစ်လာရအောင်ယုံကြည်လေးစားမှုဖြစ်လာအောင်သူတို့ဝိုင်းပြီးတော့ကူညီပေးကြတယ်ဒီဂျင်ဆိုင်တန်တွေကကျွန်တော်တို့ဟာလာပါကစ္စတန်နိုင်ငံကရွာတွေအောင်မှာအော်မှာကဘာတခုရှိတယ် အဲ့ကဘာနဲ့ပတ်သက်ပြီးတော့ဘာကြောက်ကြလဲဆိုအဲ့ဒီကဘာထဲကပုတ်ကူပါလေအဲ့ဒီကဘာနားမှာလူကြောက်ကလာပြီးတော့ဒီလိုလှဲအိတ်လိုက်တဲ့ခါကျလို့ရှိရင်သူကအချိန်နဲ့သူလိုစောင့်သွန်းလမ်းနဲ့ဖြစ်စီခြေထောက်နဲ့ဖြစ်စီအချိန်နဲ့စောင့်သွန်းဒီလူကဒီလိုမျိုးလိတ်ပြီးွားရင်ဟောကဘာစံနိုင်ရန်နဲ့တွားပြီးတော့ထိတယ်အဲ့ဒါလိုအချိန်နဲ့သူကစောင့်သွန်းပြည့်လေးရှိတယ်ဆိုပြီးတော့နာမည်ကြည့်တယ်အဲ့ဒီကဘာတစ်ခုနဲ့ပတ်သက်ပြီးဒါကဘာထဲကပုတ်ကူရဲ့ကရာမတ်ဆိုပြီးတော့ပြောကြအဲ့ဒီကြောင့်အခုကျွန်တော်တို့ကရာကြီးကမူဖတီတို့ရောက်သွားတယ် အဲ့ဒီ mufti tariq masud လည်းပါအဲ့ဒီရောရောက်တဲ့ခါကျတော့ဒီဒီ cover နဲ့ပတ်သက်ပြီး maulvi ri alim တွေဆိုတော့သူတို့သိကြတယ်ဒါက cover ထဲကပုဂ္ဂိုလ်ကဘာမှလောက်တာမဟုတ်ဒါက jin shaitan တွေရဲ့လက်ချက် jin shaitan တွေရဲ့ပယောဂဖြစ်လို့ဆိုတာသူ alim တွေဖြစ်တဲ့ခါကျတော့သူတို့သိကြဒီ cover ပေါ်မှာလူတွေရဲ့ aqidat ယုံကြည်လေးစားမှုဖြစ်လာရအောင်ဆိုပြီးတော့ဒါ jin shaitan တွေရဲ့ပွဲခံတာပဲသူတွေကိုဒီ cover နဲ့ပတ်သက်ပြီးတော့ al aqida ဘဲဆန်ရမှာဟာမှားရမှုတွေဖြစ်လာရအောင် shit ကဲပေါ့ရောက်သွားရအောင်ဆိုပြီးတော့ဒါကသူတို့က ဒါသူတို့ရဲ့လက်ချက်ပဲဂျင်ရှိုင်တန်တွေရဲ့လက်ချက်တွေပဲဆိုတော့ဘူးမော်လီဆိုတော့သူတို့တိကြတယ်အဲ့တော့အယူအရောက်သွားတဲ့ခါကျတော့ဒီမူတီတွေကဘာလုပ်လဲဆိုတော့အဲ့ဒီကဘာစန်ကိုသူတို့သွားကြတယ်ရွာလူတွေကိုခေါ်သွားခဲ့တယ်အဲ့ဒီကဘာကိုကြည့်မယ်ဆိုပြီးတော့ပြောတာပေါ်ရောက်တဲ့ခါကျတော့ရွာသားတွေကိုအရင်လုပြခံဆိုတော့ရွာသားတွေထဲတယောက်နဲ့တယောက်လုပြတာတကယ်လဲအဲ့ဒီကဘာနာမှာအိတ်လိုက်တဲ့ခါမှာအင်အားတစ်ခုပေါ့နော်သူပြင်းပြင်းထန်ထန်အဲ့ဒီလူကိုစောက်သွင်းလိုက်တယ်ဒီလိုမျိုးတခါတည်းလက်ပြီးတော့ကဘာစန်နေရာနဲ့သွားထိအဲ့လိုမျိုး ဒါထူးဆန်းတဲ့မြင်ကွင်းတစ်ခုတကယ်လည်းဖြစ်တယ်ဒီအာလီမဒီအရှင်မှာဒီဂျင်ဒီရှိုင်တန်တွေကသူတို့ကသူတို့ကိုကြီးညိုလေးစားတဲ့လူတွေသူတို့ကိုကြောက်တဲ့လူတွေပဲသူတို့ကလှုပ်လိုက်ရဆိုတော့ဒီမော်လီရီအာလီမဒီကသူတို့တည်တဲ့ဂျင်ရှိုင်တန်တွေရဲ့လက်ချက်ဆိုတော့တည်တဲ့ခါကျတော့သူတို့ကဘာလုပ်လဲဆိုတော့ဟုတ်ပြီကျွန်တော်တို့လဲအိမ်မှာဘာမှဖြစ်စရာကျွန်တော်တို့အာမခံအဲ့လိုပြောပြီးတဲ့နောက်ပိုင်းမှာပထမတစ်ယောက်လဲဒီအာလီမဖွဲ့ထဲကလူတစ်ယောက် အာလီမဒီကကိုယ်တုံးဖို့တွေပါတယ်ဖပြီးတော့ကိုယ်ကိုမှုတ်ထားလိုက်သူတို့ကမှ confidence ရှိတယ်လေ ပုဂ္ဂိုလ်ကိုယုံကြည်မှုရှိတယ်ဘာမှမဖြစ်ဘူးဂျင်းဒီဂျင်းဒီရှိုက်တန်တွေငါတို့ဘာမှလုပ်လို့မရဘူးတို့တို့ဒီမှာကြောက်တဲ့စိတ်မရှိဘူးမရှိတဲ့အခါကျတော့အာလင်ကြောက်လဲရတယ်ဘာမှမဖြစ်တော့အဲ့ဒီကြောက်ပြန်ထားတယ်နောက်ကြောက်လဲရတယ်ဘာမှမဖြစ်တော့အဲ့ဒါနဲ့ယောရာတွေကပြောတယ်မုစတီတော်ရီမဆူပူတယ်အဲ့ဒီမှာလဲရတယ်ဘာမှမဖြစ်တော့အဲ့ဒါနဲ့ယောရာတွေကပြောတယ်တခုခုတော့တခုခုပဲနည်းနည်းကိုပါတာကိုလည်းတပတ်နှစ်ပတ်လောက်တော့လိတ်ကြည့်ဆိုပြီးတော့အဲ့ဒီခါကျမှဟိုကသွန်းလာမှဆိုပြီးတော့အဲ့လိုမျိုးပြောကြတယ်အဲ့ဒါနဲ့အာလင်တွေကဟုတ်ပြီကောင်းပြီဆိုတပတ်နှစ်ပတ်ကိုကကိုလည်းသူတို့လိတ်ပေးကြည့်တယ်ဒါလည်းဘာမှမထူးတော့ آنے پانے آپ ناگوا لوگ ترویم بھمم خیال آنے جہاں لوگ آپ منہ سے کھیمیا نکت پال لگ رہے ہیں آنگلا پال کبردھی کھیمیات پیالیم دے ترو سم پیا بھم ہوا پکونے بھمم سائن سائن گر درگا فیم لو لا درگاہ فی لو تو تروغ ကြံစီကျိုးပန်းနဲ့လောက်ရတခုပဲအခုကျွန်တော်တို့ရောက်လာတဲ့ခါကျတော့သူတို့မကြောက်တဲ့လူတွေရောက်လာတဲ့ခါကျတော့သူတို့ရဲ့လှုပ်ရှားကပေါ်သွားတဲ့ခါကျတော့အဲ့ရလိပ်ပြီးတော့ထမ်းပြီးပြေးတာအဲ့လိုမျိုးသူတို့ကရှင်းပြကြဆိုတော့ဒီဂျင်းလေးရှိုက်တန်နေဆိုတာကဒီလိုမျိုးလူတွေရဲ့ယုံကြည်ချက်တွေကိုအချို့တရကာတွေမှာရှိတဲ့ကော်ပိုရတီဘာတွေကိုတွားပြီးတော့ပန်းတွေဘာတွေတင်လာတဲ့ခါကျလို့ရှင်ဘာဖြစ်လာတယ်လဲဆိုတော့ကိုပိုက်ထားမိတဲ့ကားတွေအိမ်တွေရောင်းထွက်သွားတာတွေဘာတွေလဲရှိတယ်ဒါတွေအားလုံးကဂျင်းလေးရှိုက်တန်တွေရဲ့ဒီစိုးသွားတဲ့ဂျင်းတွေရဲ့ ွဲခံမှုတွေပဲဒါသူတို့လူတွေကိုလှည့်စားနေတာလူတွေရဲ့ယုံကြည်မှုတွေဖောက်လဲဖောက်ပြန်ဖြစ်အောင်လုပ်ပေးနေတဲ့ကိစ္စတွေဒီတရကဒီမှာရှိတဲ့ community ပေါ်မှာလူတွေရဲ့အကီသက်တိုးလာအောင်ဆိုတော့ဒီဂျင်းလေးရှိုက်တန်တွေကအမေရန်လူတွေရဲ့ယုံကြည်ချက်တွေဖောက်လဲဖောက်ပြန်ဖြစ်အောင်သူတို့ကစူးစမ်းနေကြတယ်ဆိုတော့ဂျာဒူဆရာတွေနဲ့ပတ်သက်ပြီးတော့လည်းသူတို့ကအဲ့ဒီမှာဂျာဒူဆရာတွေပေါ်မှာလူတွေရဲ့ယုံကြည်မှုတိုးလာအောင်အားကိုးမှုတိုးလာအောင်သူတို့ဂျာဒူဆရာတွေကိုသူတို့ကကူညီကြတယ်ဒီတိုင်းပဲဒါကဘာမှထူးဆန်းတဲ့ကိစ္စမဟုတ်ဘူးဒါဂျာဒူဆိုတာဒီလိုမျိုးပဲဖြစ်လာတာပဲဂျင်းလေးရှိုက်တန်တွေရဲ့ အကူညီနဲ့ဖြစ်လာတဲ့ကိစ္စတစ်ခုပဲဂျင်ကိုတစခီးတစခီးဆိုတော့ဂျင်ကိုအခိုင်းစီတော့ပြန်အောင်လှုပ်လိုက်တော့ကိုဘာခိုင်းခိုင်း तू ကလှုပ်ပြလာအဲ့ဒါမဖြစ်နိုင်တဲ့ကိစ္စတစ်ခုပဲကျွန်တော်ကျွန်တော်လေးလာစမ်းကျွန်တော်တာကီးကရဒါကမဖြစ်နိုင်တဲ့ကိစ္စတစ်ခုအာအလွန်ဆုံးဘာဖြစ်လာမလဲဂျင်ကိုကိုနဲ့ပတ်သက်ပြီးတော့ तू ကဂျင်နဲ့လောင်ကိုကလှုပ်လိုက်တဲ့ခါကျလို့ရှင် तू ကကိုခင်လောင်လှုပ်လိုက်တဲ့ခါကျရင် तू ကကိုကူညီလာကိုဘာကူညီတော့တော့ तू ကကူညီလာဂျင်စရာတွေလှုပ်နေတာကဒီဇက်လမ်းမဒီတိုင်းမှာသူတို့ကလုံနေကြတာပဲတချို့ သင်ဆရာတွေပဲဂျာဒူလုပ်တဲ့ဆရာတွေပဲအွန်မတ်ကိုပွဲခံကြတော့မဟုတ်ဘူးဂျာဒူကူးတဲ့ဆရာတွေလည်းအွန်မတ်ကိုပွဲခံကြတယ်ကျွန်တော်တို့အားလုံးနေစဉ်နဲ့အမြကျွန်တော်တို့ကြားနေကြရတယ်ဝါကင်းတယ်ကျုပ်ထဲကနေပြီးတော့ဇပင်တွေထုတ်ပြတာဒီနောက်အလိုမျိုးပဲဟာလာလူမမာကိုအချီကျိုးမျိုးချခံပြီးအချီကျိုးပြန်ထိုးပြီးတော့အန်အန်ခိုင်းတဲ့အခါမှာအန်ချခိုင်းတဲ့အခါမှာတွေးလုံးတွေးခဲတွေထွာလာတာဒီပါးတွေညာတွေအဲ့လိုမျိုးပဲဒီငပြောတော့ကို အပြောတော့ကိုလူမမအင်ဂျီဝစားတွေဝို့ပြီးတော့ရေထဲမှာမျောလိုက်တဲ့ခါမှာလူမမတတ်တာသွားတာတွေဒါတွေအားလုံးကဒုမဟုတ်ရင်မျက်လှည့်ဖြစ်ပင်ဆလတ်ဖြစ်ဒုမဟုတ်ရင်ဂျင်ရှိုင်တန်တွေရဲ့အကူအညီနဲ့လုံးတယ်လောရတွေဖြစ်ဒါကဘာမှဒါတော့ထူးဆန်းတဲ့ကိစ္စရဲ့တွေမဟုတ်ဘူးဒါဂျင်တွေရှိုင်တန်တွေရဲ့အကူအညီနဲ့ဖြစ်နေတာဆိုတော့အဲ့ဒါတွေကိုကြည့်ပြီးတော့လူတွေကအဲ့ဒီဆရာတွေကိုတအားကြီးကိုအယုံကြည်တတ်သွားကြတဲ့ခါကျလို့ဖြစ်ကောင်းကောင်းသူတို့လှည့်စားတော့ခံကြရတယ်။ဥမာအနေနဲ့လူပြောနေမကောင်းဖြစ်တဲ့တော့ကြောင့်ဂျာတူကူတဲ့ဆရာကြီးကိုတွားပြီးတော့ အမှန်မှုခံလိုက်တဲ့ခါမှာ तू ကတော့တတ်တာသွားဒါပေမဲ့အိမ်ပြန်လာပြီးတိတ်မကြခင်မှာသူ့အိမ်ကနောက်တယောက်ဖြစ်လို့တူတူဆဆန်းပြီးပြီးရင်နောက်တစ်ခေါက်ပြန်သွားအဲ့ဒီလူကိုမှန်လို့အဲ့ဒီလူကောင်းသွားတဲ့ခါကျလို့ရှိရင်ခဏတစ်ခုတတ်တာအောင်ပြီးရင်နောက်ခဏနဲ့ကျရင် तू ပြန်ဖြစ်မယ်သူဟိုအိမ်ကနောက်တယောက်ပြန်ဖြစ်မယ်အဲ့လိုအဲ့လိုနဲ့ဒီဝင်ကဘာထဲကနေပြီးတော့ပြန်ထွက်လို့မရတော့ဒီဂျာတူနဲ့ဆက်နွယ်တဲ့ကိစ္စရပ်တွေထဲကိုလူတယောက်ကဝင်သွားပြီးဂျာတူပညာနဲ့ဂျာတူကုတဲ့လူတွေရှိတယ်အဲ့ဒီလူတွေနဲ့ဆက်သွယ်မိပြီးသွားတဲ့ခါကျလို့ရှိရင်အိုမတ်ကတော့ဒုက္ခရောက်နေတာကိုကျွန်တော်တို့တွေ့ရတယ်

ဒီအဒီစူရာနှစ်ပုတ်ပါဆိုတော့ဒီလိုမျိုးရှိနေမွာဝါဇတိုင်းဖတ်ပြီးတော့ကိုကိုကိုမှုတ်လို့ရတယ်ဟာလာ၃កောက်မနေ့၃កောက်ညနေ၃កောက်ဖတ်ပြီးကိုကိုကိုမှုတ်လူမမာကိုမှုတ်ပြီးအာယတ်ုလ်ကူရစီရှိတယ်စူရတ်ုလ်ဖာတီဟာရှိတယ်ကျွန်တော်မကူရန်ကိုပုံမှန်နေ့စဉ်အိမ်မှာတီလာဝတ်တိုးတဲ့ခါကျန်လို့ရှိရင်အိမ်မှာဒီစူသွန်းတဲ့ဂျင်တွေနေလို့မရဘူးစာဖြစ်ဒီလိုမျိုးဟာဒီစ်ဇော်ရီတဲ့မှာတမန်တော်မကြီးဆလ္လာလာဟ်အလัยဟိဝဆလမ်ကလမ်းညွှန်ခဲ့တာတွေကျွန်တော်တို့တော့အများကြီးရှိတယ်ဒါတွေကကျွန်တော်တို့တော့လုံလောက်ဆလာတ်ုလ်ဟာဂျ်ထွက်ပြီးတော့ဒူအာလုပ်ပြီးတော့ကောင်းတော်တာတွေလည်းအများကြီးရှိတယ် چنو چنو جا رو رو جا رو بلو کور اری نیا کمرے جا بلو کلو تر چنو تو اری جا رو سیادی دی متو جا رو ریا پیلے جا رو بے پیو گا کور سیاو کھیمیا پالو ہمل ہاجد فو کومب ف آت الرسی فورت التی سورت الل بکر آپ ပြီးလို့ရှိရင်အလာဝလာတဘာဘာစီကိုတွားပြီးတော့ရေမန်းလေးပါလေးယူသူတရားနေပြီးတော့ဒူအာယူဟာလာဝစီဖာလေးပါလေးယူပြီးတော့ဖတ်ပယောဂကူးတဲ့ဘယ်ဆရာကြီးကမှမတွားရပိတ်လိုက်အလာပုံမှာယုံကြည်အားကိုးမှုအပြည့်နဲ့ခင်ဗျားလှုပ်တယ်ဆိုရင်ယုံကြည်အားကိုးမှုအပြည့်နဲ့ခင်ဗျားလှုပ်တယ်ဆိုရင်ခင်ဗျားတတ်တာဒါလို့နီးနဲ့ကူးလိုက်တာအများကြီးကောင်းဒီဂျင်းဒီဆိုင်တန်တရားကကျွန်တော်ပြောတဲ့အချိန်ကိုကိုကိုယုံကြည်မှုမရှိတဲ့လူတွေကိုတို့ကပွဲခံလို့ရတယ်ဂျင်းကူးတဲ့ဆရာကြီးဒီဂျာလူဆရာကြီးဆိုတော့ ဟိုမိတ်ဆွေတယောက်ဆိုကျွန်တော်ဘယ်လိုကုလဲဆိုတော့သူ့မိမကိုဂျင်စီးတယ်။သူနဲ့အိမ်တော်မကြခင်ကတည်းကသူ့မိမကိုဂျင်ကမကြခနစီးလိရှိတယ်။အဲအဲ့ဒီလူကိုကျွန်တော်ဘာပြောလဲဆိုတော့သူသူနဲ့အိမ်တော်ကြာပြီးတော့ပို့ဆိုးရတယ်။ညာကြလို့ရှိမပေးအိမ်ကိုအိမ်မှာဟိုနေရောက်ထူတဲ့ဒီနေရောက်ထူနေပွဲခံ။အဲ့ဒါနဲ့သူဘာလို့လဲဆိုတော့ပယောကကုတဲ့ဆရာတယောက်ခေါ်ပြီးတော့မန်းကန်တယ်။ဟိုဆရာကဘာလို့လဲဆိုတော့ဆာရောမှာဒီဘာညာကြီးကြီးထားတော့အဲ့တော့နဖူးမှာကပ်ပြီးတော့ကုတဲ့ဆာမန်းနဲ့ပေါက်ပြီးတော့ကုတဲ့ဒီဂျင်ကိုမောင်းထုတ်တယ်။ခဏတော့ ညိမ့်သွားတယ်ဒါပေမဲ့နောက်တနေ့ညကျတော့ပို့ဆိုးသွားအဲ့ဒါကျွန်တော်သူ့ဘာလို့လဲဆိုတော့ဒီညသူ့မျိုးသမီးစီကိုဒီဂျင်ကဝင်စီးတဲ့ခါကျလို့ရှင်အတန်တွေပါတယ်ပျောင်းသွားရောက်ကြတဲ့ဖြစ်အဲ့ဒါကျွန်တော်သူ့ဘာပြောလို့ဆိုဒီညလာတဲ့ခါကျလို့ရှင်ကျွန်တော်သူ့ပထမသူ့မှာ confidence တခုဖြစ်လာအောင်ကျွန်တော်လုပ်ပြီကျွန်တော်သူ့ဘာပြောလို့ဆိုခင်ဗျားကြီးမှာကြောက်တဲ့စိတ်ရှိနေလို့သူကခင်ဗျားကိုပွဲခံအဲ့တော့အဲ့ဒီကြောက်တဲ့စိတ်ကိုဖျောက်ပြလူသားကအရှရဖူလ်မခလူကာဖြစ်

ခင်မစိတ်ထဲမှာကြောက်စိတ်အနေငယ်ရှိနေတယ်ဆိုရင်လည်းသူ့ကိုမတိရစေသူမတိရအောင်ခင်မဟန်ဆောင်ပြီးတော့သူ့ကိုမောထုတ်အိမ်ကနေမင်းငါတို့လာပြီးတော့ဘာလို့လှောက်ရှက်နေတာဟွန်းမင်းငါရရနေအခုထွက်သွားမလားမထွက်သွားဘူးလားမထွက်သွားဘူးဆိုရင်ငါအလာတာလိုက်ထမ်းတော့ဘာမှတိုင်မှာငါတို့ကလှုပ်လှုပ်ပြီးတော့မင်းကိုကြီးမားတဲ့ပြစ်ဒဏ်ခတ်ဖို့အတွက်ငါအလားကြီးမှာရှောက်ထားမယ်မင်းဒုက္ခလှလှကြီးရောက်သွားစေရမယ်မင်းအခုသွားမလားမသွားဘူးလားမောထုတ်မင်းငါမကြောက်ဘူးငါဒီမှာကြောက်တဲ့စိတ်မရှိဘူး တန်းပြနေပါလေလမ်းနဲ့ရပြီးတော့ဒေါရတကြီးပြောဖို့ကျွန်တော်သူ့မြောက်ပဲဒီညလိုက်ရင်အဲ့လိုလုပ်သူ့ကိုမကြောက်တဲ့ပုံစံနဲ့စကားပြောကောင်းအဲ့ဒါနဲ့အဲ့ဒီညကျတော့တကယ်ပဲအဲ့ဒီမိတ်ဆွေအဲ့ဒီတိုင်းလုပ်တန်းပြနေပါလေဒေါရတကြီးနဲ့ရပြီးတော့သူ့ကိုမောင်းထုတ်မင်းကမကြောက်ဘူးမင်းထွက်သွားမင်းငါတို့ဘာမှလုပ်လို့မရဘူးငါနမစကားချင်းနဲ့နေတဲ့လူဖြစ်တယ်အလ္လာတာလာရှိတယ်အလ္လာဒီမှာငါတိုင်ပြောလိုက်မှာမင်းမွတ်စလင်ပြောဒုက္ခပြီးခြင်းကဟာရမ်ဖြစ်တယ်ဆိုတော့မင်းမသိဘူးလား။ဘာညာအဲ့လိုမျိုးသူ့ကိုကောင်းကောင်းဟောက်ပြီးလိုက်တဲ့ခါ အဲ့ဒီကနေစပြီးတော့ညင်သွားတယ်နော်ဘရိုမတုတ်ခါမှာပြီလို့အဲ့ဒီမိတ်ဆွေအခုတည်းရှိတယ်မယုံဘူးဆိုရင်ကျွန်တော်စီလာခဲ့ကျွန်တော်တွေ့ပေးမယ်ကျွန်တော်ပြီးတွေ့မယ်မေးကြည့်လိုက်လို့ရလုံးဝတတ်တာတော့ဘာမှမဖြစ်တော့ညင်သွားတယ်ဘာတုတ်ခါမှာလဲသူကိုလာပြေးလို့မရတော့ဆိုတော့အဓိကကကျွန်တော်တို့ကကြောက်တယ်ဆိုရင်နောက်ပြီးတော့သူတို့ကိုကျွန်တော်တို့ကကြီးညူတယ်လေးကြတယ်ဆိုရင်ဒီ line ထဲမှာသွားပြီးတော့ဒီကြုံထင်းကြောင်ထင်းအသွေးပေါင်းများစွာနဲ့တဝဲလဲလဲဖြစ်သွားပြီဆိုရင်အဲ့ဒီလူဒုက္ခရောက်ဒီဂျာတူကုဒ်ဆရာတွေသူရောက်ဝဲပူဆူရတာ သူတို့ဟိုဟိုဘဆောစာတဲ့ဒီဘဆောစာတဲ့ပြီးတော့လူကိုတခါတည်းတဝဟိုမတဲ့ဒုနီယာမှာတခါတည်းပါဂယ်ဖျောင်းလို့လဲတခါတည်းအယူဖျောင်းလို့လဲဒီလူလူကပိုဆိုးသွားတယ်အဲကြောင့်ကျွန်တော်ခုတဲ့နေရပါလဲဘဲကြားလူဆရာကြီးမှမသွားရဟာသူတော်စင်တွေအလာဝါလာတွေပါဇက်မှာအဆရရှိတဲ့သူတို့စီကိုသွားရေမန်းနေပါတယ်ယူရကောင်းတယ်အဲသူတို့စီကနေပြီးတော့သွားရပါတယ်ယူဝစီဖာတယ်ယူပြီးတော့ဖတ်သူတော့ဂျာသူဆိုတာက တကယ်တမ်းမှာကျွန်တော်တို့ဒီကနေ့ကြောက်နေကြသလောက်ကြောက်စရာကောင်းတဲ့အရာတခုမဟုတ်ဘူးတခါကျွန်တော်ကကုရ်အန်ထဲမှာဆူရတ်ုလ်ဂျင်မှာအလ္လာဟ်တာလာမေရှိတဲ့ဝအန်နဟူကာနာရီဂျာလုမင်နလ်အင်စီယူဇူနာဘီရီဂျာလမင်နလ်ဂျင်နီဖဇာဒူဟုမ်ရဟကာလူတွေထဲကတချို့လူတွေကလည်းအဲဂျင်နီထဲကတချို့ဂျင်တွေကိုတချို့ဂျင်တွေရဲ့ထာမှာခိုလုံမှုယူကြတယ်တဘောကသူတို့ကိုမြှောက်ပင်ပေးကြတယ်သူတို့စီကနေအကူအညီယူကြတယ် ဖဇာဒူဟုမ်ရဟကာအရောဘာဖြစ်သွားတယ်ဟိုဂျင်တွေရဲ့စိုးသွမ်းမှုကပုံများတော့ဒီလူတွေရဲ့ပွဲခံနေကြဒီဂျာဒူဆရာတွေဂျာဒူဆရာတွေကဂျာဒူပညာနဲ့ဂျာဒူကုတဲ့လူတွေသူတို့ကပွဲခံနေကြအဲ့လေသူတို့ဒီလူတွေဂျာဒူမရှိဘူးဆိုရင်သူတို့ကပုံမှန်ဝင်ငွေလားမရှိဘူးလေသူတို့ဒါကသူတို့ကလောက်ရမှာပဲဒရမာပါစီကတော့သူတို့ကလောက်ရမှာပဲသူတို့ကျွန်တော်တို့ကသွားပြီးတော့သူများလှည့်စားတော့မခံရဘူးပဲလို့ဂျာဒူဆိုတာကကျွန်တော်တို့ဒီကနေ့ကြောက်ကြတော့ကြောက်စရာမလိုတဲ့အရာတူ بل تو اس باپ اسے گا سی نی ریوانی تھے فر. اللہ تالا گا دیا گو فن سے نی لوگو پورے گو فنزین مو تھا لوگ لوگ ٹھیک ہے نا نام بچوں فیضرے اللہ تاغازی نے اراؤ باب خول گانے کوئیرس رو بری رو بار نیا لوگو ٹھیک ہے ناجرے اچھا گانے لے لو پورے گانے لوگ گانے اسرو تو نمبا တမျိုးကကျတော့အစဘာဘီကောဝီယာနောက်တမျိုးကကျတော့အစဘာဘီသွိဖာဥမာအနေနဲ့လူတယောက်ဟာသူဘိုက်စားတယ်ဆိုတဲ့အခါကျလို့ရှိရင်ဒီဘိုက်ထဲမှာဝေဒနာတခုပြင်းပြင်းထန်ထန်ခံစားရတော့ဘိုက်စားတဲ့ဝေဒနာပေါ့ဆိုတော့ဒီဝေဒနာပြောင်းအောင်သူဘာလုပ်အောင်အလ္လာတာလာကအဲ့ဒီဝေဒနာကိုပြောင်းစေဖို့အကြောင်းကဘာကိုဖန်ဆင်းထားတယ်လဲထမင်းစားခြင်းမဟုတ်လားတခြားအစအစတခုခုစားခြင်းဒါ sebab ဒါအကြောင်းကဒီအကြောင်းကဘလို့အကြောင်းကလဲဆိုတော့ဂျာနုံပြည့်ထိရောက်ပြီးတော့အာကောင်းတဲ့အကြောင်းကဖြစ်တယ်လူတယောက်ကထမင်းစားလိုက် သူဘိုက်စားတာကောင်းအောင်မှာဘိုက်စားတဲ့ဝေဒနာပျောက်သွားအောင်အဲ့လိုမျိုးပဲရေစားတယ်ဆိုရင်ရေတောက်ချင်းဒါတွေဘာခေါ်လဲဆဘဘီကော်ဝီညာနှုံးပြထိရောက်တဲ့အာကောင်းနဲ့အကြောင်းကံလို့ခေါ်အဲ့လိုမျိုးပဲလူတယောက်ကနာမကျန်းဖြစ်တဲ့အခါကြာလို့ရှိရင်သူဘာလုပ်လဲဆိုတော့ဆရာမတို့တော်တယ်ဒီကုသမှုခံယူတယ်ဆေးယူတယ်အဲ့လိုအန်တီဘိုင်ယိုတစ်ယူတယ်နော်ပါရာစီတမိုးတွေပါတယ်ယူတယ်သူတောက်တယ်ဆိုတော့ဒီဆေးတောက်ချင်းဒါလည်းအကြောင်းကံတစ်ခုပဲဒီအကြောင်းကံကကြာတော့အခုနကထမင်းစားခြင်းတို့ရေတောက်ခြင်းတို့လောက် အာကောင်းတဲ့အကြောင်းကံတော့မဟုတ်ဒါပေမဲ့သူလည်းအာကောင်းတဲ့အကြောင်းကံစီးတော့ပြီးတော့မတက်တာတဲ့လူတွေလည်းရှိတယ်။ तू ကဟိုထမင်းစားခြင်းတို့ရေတောက်ခြင်းတို့ကယာနှုံးပြီးအာကောင်းတဲ့အကြောင်းကံနေဆိုရင် तू က80ရာခိုင်နှုန်း80ရာခိုင်နှုန်းတော့အာကောင်းတဲ့အကြောင်းကံဖြစ်။ဒါပေမဲ့လူတယောက်ကနေမကောင်းဖြစ်တဲ့အခါမှာ तू ကမန်းမှုတ်ပြီးတဲ့ဆရာကြီးကိုတွားပြီးတော့မန်းမှုမှုခံယူတဲ့ခါကြလို့ချင်းဒီမန်းမှုတ်ခြင်းဆိုတဲ့အကြောင်းကံကဒါကချိနေတဲ့အကြောင်းဆိုတော့အဲ့လိုမျိုးမမောမှုခံယူပြီးတော့နေကောင်းသွားတဲ့လူတရာမှာ30 35 20ဒီလောက်ပဲရှိမှာအဲ့ဒီထောက်မဟုတ်ဘူး မမို့ပြီးတော့ကောင်းသွားတဲ့လူဆိုတာအလုံးလုံးတရမဆယ်ယောက်လောက်ပဲရှိဆယ်ယောက်ကန်လုံးလောက်ပဲရှိဆိုတော့ဒါကဘာခေါ်လဲဆဘဘီဇွအီဖလူခေါ်အမတန်ချိနေတဲ့အကြောင်းကတခုပဲဒီဂျာဒူတို့မမဟုတ်ချင်းလို့ဆိုတော့ဆိုတော့ဂျာဒူဆိုတာလည်းအဲ့လိုမျိုးပဲအစပါဘီဆိုရီဖာဂျာဒူလုတ်ပြီးတော့အားလုံးပြောင်းလဲသွားစတဲ့န်းဆိုရင်နေစောမြအာလမ်ဘာဘာဖြစ်တော့ဒီကဘာကြီးရဲ့စနစ်တကျလေပတ်မှုကရက်တန့်သွားမှာဂျာဒူနဲ့သူတို့လုတ်ချင်တယ်လုတ်လို့ရတယ်ဆိုရင်ဥမာအနေနဲ့ဟာလာတိုင်းပြည်ရဲ့ခေါင်းဆောင်ကိုဖြုတ်ချဖို့တော့ဂျာဒူလုတ်ပြီးတော့ဖြုတ်ချလိုက် အာလင်ပြောရောဒီနေ့အလုပ်ကိုမမှန်ကန်ကန်လုပ်နေတဲ့ဟက်ကိုထုတ်ဖို့နေတဲ့ကြီးလို့မရဘူးဂျာတူနဲ့ပါလို့လဲမယ်ဒီလိုဒီအာလင်ကိုခတ်တမ်းလုပ်လိုက်မယ်ဆိုတော့အလောက်ထိလုံနိုင်စွာဂျာတူဆရာတွေကိုအလ္လာဟ်တာလာမပေးရဘူးဂျာတူမှာအဲ့လိုအလောက်ထိတာစီတဲ့အလ္လာဟ်တာလာမထဲ့တော့ရှင်တွေကိုလည်းအလောက်ထိအလ္လာဟ်တာလာပေါ့မပေးတော့ဘူးဥမာနေနဲ့ဖီရောင်းဂျာတူကတည်းကအလုံးစုပြီးတော့မူဆာလေးဆလမ်နဲ့တိုက်ဖို့တော့သူကပြင်းပြတဲ့ခုမှာ ်အဲ့ဒါပလန်ချပြီးတော့လုပ်တယ်ဖီရောင်ကဆိုတော့ဂျာဒူဂါတွေရှုံးသွားတယ်မူဆာလေးစနံရဲ့မူဂျီဇာနဲ့ဂျာဒူဂါတွေရှုံးသွားရှုံးသွားတဲ့အချိန်မှာအဲ့ဒီဂျာဒူဂါတွေတကယ်တော်တဲ့ဂျာဒူဂါတွေသူ့နိုင်ငံကအဲ့ဒီတော့ဂျာဒူပညာကတော့ခစ်စားတယ်ဆိုတော့အဲ့ဒီဂျာဒူဂါတွေကတကယ်တော်တဲ့ထမြက်တဲ့ဂျာဒူဂါတွေသူတို့ယူလာတဲ့ဒီကျိုးတွေဒုတ်တွေအားလုံးကတခါတည်းမူတွေဖြစ်ပြီးတော့ဒကွင်းလုံးမှာလိုက်ပြီးနေမူဆာလေးစနံကတောင်ဝေးကိုလှုပ်ချလိုက်တဲ့အခါမှာတောင်ဝေးကမူနဂါကြီးဖြစ်သွားတယ်အဲ့ဒါတွေအားလုံးဝါမှုပြလဲဒါကမူဂျီဇာဒါကဂျာဒူမဟုတ်ဘူးမူဂျီဇာဒါက အလ္လာဟ်တာလာရဲ့ဘတ်တော်ကနေဖြစ်လာတာဒီဟာဇရတ်မူဆာအလ္လာဟ်စလမ်ကနဗီတမန်တော်ဖြစ်ကြောင်းတတ်တည်ထောက်ထားတခုတည်းကဆိုတော့အဲ့ဒီအချိန်မှာဂျာဒူဂရတရားလုံးဘာဖြစ်သွားလဲစဂျီဒာတွေကိုရောက်သွားတယ်အလ္လာဟ်တာလာပုံမှာသူတို့တပ်ဝင်ယုံကြည်နေတဲ့အာမနာဘီရ်ဘီလ်အာလမင်ရဘ်ဘီမူဆာဝဟာရွန်းအဲ့ဒီအချိန်မှာဖီရောင်ကငါရဲ့ခွင့်ပြုချက်မယူရသေးခင်အရင်မှာမင်းတို့ဟာမူဆာရဲ့ရဘ်ကိုဘာကြောင့်တပ်ဝင်ယုံကြည်လိုက်တာလဲမင်းတို့ကငါပြစ်ဒဏ်ခံမယ်အဲ့ဒါကားစင်တင်မယ်ခြေတော်တွေလက်တွေကိုတစ်ဖက်စီတစ်ဖက်စီဖြတ်ပြစ်မယ် ော့အဲ့ဒီချိန်မှာဒီလောက်တော်တဲ့ဂျာဒူကတည်းသူတို့အားလုံးပေါင်းပြီးတော့သူတို့ရဲ့ဂျာဒူအစွမ်းနဲ့ဖီရွန်ကိုတခုခုလှုပ်လိုက်လို့မရဘူးမရဖီရွန်ကခတ်တဲ့ပြစ်တောင်ကိုခံပြီးတော့သူတို့ဘာလုပ်ရလဲမင်းမင်းနဲ့ဖြစ်နေပေါ့အလ္လာဟ်တာလာသူတို့အီမန်ချင်းမင်းလုံးမူလေတဲ့သူတို့တော့ဂျန်နတ်ပေါ့ဂျန်နတ်ပြောတော့ကြတော့ပေါ့ရှဟီးဒ်ဆိုတော့သူတို့ဒါပေမဲ့ကျွန်တော်ဒီမှာပြောချင်တာကဘာလဲဆိုတော့ဒီလောက်တော်တဲ့ဂျာဒူကတည်းသူတို့အားလုံးပေါင်းပြီးဖီရွန်ကိုတခုခုဖြစ်အောင်လှုပ်လိုက်လို့ဘာလို့မရတာဆိုတော့ဘာတိရလဲဆိုတော့ဂျာဒူမှာအဲ့လောက်ထိပါမရှိဘူးလေအဆက် အလောက်ထိအကျိုးအာနိသင်ဂျာဒူမှာအလ္လာတာလာကမထဲ့တာနိုင်ငံကောင်းဆောင်နေအဲ့လိုမျိုးပဲဂျာဒူအာနာရှိတဲ့လူတွေအဲ့လိုမျိုးပဲအာလင်တွေဒီလူတွေပုံမှာဂျာဒူမလာနိုင်ဘူးစိတ်ယောဂဆိုတာလည်းရှိတယ်များတော့အဖြစ်ဒီစိတ်ယောဂကိုလည်းကျွန်တော်တို့ကဘာလို့လဲဂျာဒူပုံပဲသွားပြီးတော့ပုံချလိုက်စိတ်ယောဂဆိုတာလည်းတခါရှိတယ်ဒီစိတ်ကြယောဂတော့အဲ့လိုမျိုးပဲဟုတ်လားသွေးခေါ်ခံယူမှုမမှန်မူမမှန်တဲ့ယောဂတော့အဲ့လိုမျိုးရှိတယ်ဒါကစိတ်ယောဂကုတဲ့ဆရာဝန်တွေစိတ်ပညာရှင်တွေနဲ့ကျွန်တော်တို့ဆွေးနွေးပြီးတော့အပြည့်ထုတ်ပြီးတော့ ရှိရပါတယ်မိဝဲတင်မိဝဲစိတ်ယောဂဆိုတာလည်းရှိသူတော့အားလုံးကဂျာတူမဟုတ်ဂျာတူဆိုတာကျွန်တော်တို့ဒီကနေ့ကြောက်ကြတဲ့လောက်ကြောက်စရာမလိုတဲ့အရာတစ်ခုဖြစ်တယ်အဲ့ဒါကြောင့်ဒီထဲမိတ်ဆွေကိုကျွန်တော်အကြံပေးလိုတာကအဲ့ဒီစာရွက်တွေကိုညီမတွေကိုအားလုံးဖဲလိုက်အားလုံးထားလိုက်တစ်ခုမှမတုံးနဲ့တော့သူဘာလို့ရမလဲဆိုတော့ဆလာတုန်ဟာဂျ်ထုတ်ပြီးအလ္လာဟ်တာလာရဲ့ထံတော်ပါမှာငိုယိုပြီးတော့အကူညီတောင်းပါပြီးတော့ကုလ်တုံးဖို့ဖတ်ပါနောက်ဟာဒီသ်ဆုံးမှာလာရှိတဲ့ဒီဘစ်စမီလာဟီလ္လဒီလာယဒူရ်မအစ်မီရှိုင်းဖီလ်အာဒီဝါလာဖီစမာ ဝဟုဝဆမီအူလ်အလီမ်ဆာရဖ်အလုဒွာရီယာရဆင်အရာရီဖဘအာယတ်ုလ်ကူရစီဖဘဆူရတ်ုလ်ဘကရာအိမာဖဘအင်ရှာအလ္လာတတတော်လေနောက်တစ်ခုကကျွန်တော်ကဂျာဒူကိုညင်းနေတာမဟုတ်ဂျာဒူဆိုတာလည်းရှိတယ်ဂျာဒူရဲ့အဆရ်အကျိုးအနည်းတင်ဆိုတာလည်းရှိတယ်ဂျာဒူဆိုတော့ကျွန်တော်ညင်းဂျာဒူဆိုတာမရှိဘူးလို့ပြောနေတာမဟုတ်ဂျင်းနေဆိုင်တန်နေဆိုတာမရှိဘူးလို့ပြောရှိတယ်သူရဲ့အကျိုးအနည်းတင်လည်းရှိတယ်ဒါပေမဲ့ကြောက်စရာမလိုဘူးပြောတာအတ္တလောက်ရှိကြောက်စရာလိုတဲ့အရာတခုမဟုတ်ဘူးတမန်တော်မကြီးဆလ္လာလဟ်အလိုင်းဝါဆလမ်ကိုယ်တိုင်လည်းဂျာဒူထိခဲ့တယ် ယဟူဒီတွေထဲကတယောက်ကတမန်တော်ပေါ်မှာဂျာဒူလုပ်ခဲ့တယ်အဲ့ဒီဂျာဒူရဲ့အစရကြောင့်စင်ပြန်ချက်တွေထဲမှာလာတယ်တမန်တော်မြတ်ဆလ္လာလဟ်အလိုင်းဝါဆလမ်ကဘလို့ဝေဒနာကိုခံစားရလဲဆိုတော့တခုခုလှုပ်ပြီးသွားပြီးတဲ့နောက်ပိုင်းမှာမလှုပ်ရဘူးလို့ခံစားကောင်းထဲမှာရှုပ်ထွေးမှုဖြစ်နေတယ်စိတ်ထဲမှာနောက်ကြည့်မှုဖြစ်နေဂျာဒူထိတယ်တမန်တော်မြတ်ကြီးဆလ္လာလဟ်အလိုင်းဝါဆလမ်ဆိုတော့ဂျာဒူဆိုတာရှိတယ်သူရဲ့အကျိုးအနည်းတင်ဆိုတာလည်းရှိတယ်ဒါပေမဲ့အဲ့တလောက်ကြောက်စရာလိုတဲ့အရာတခုမဟုတ်ဘူးတမန်တော်မြတ်ကြီးဆလ္လာလဟ်အလိုင်းဝါဆလမ်ကျွန်တော်တို့ပေးခဲ့တဲ့နည်းတွေဟာတလုံလောက်တယ်ပေပယောဂကုဆရာကြီးကိုမှကျွန်တော်တို့သွားစရာ

ဆိုတော့အလ္လာဟ်တာလာကမိမိရဲ့တမန်တော်ကစာဟစ်မဟုတ်ဘူးဂျာဒူဂါမဟုတ်ဘူးဂျာဒူဆရာမဟုတ်ဘူးဆိုတာကိုထင်ရှားစေလိုတော်မူတဲ့အတွက်ကြောင့်တမန်တော်ကိုဂျာဒူပေးချီလိုက်တာဖြစ်တယ်ဟုတ်လားဂျာဒူထိတယ်ဆိုတော့ဗာတိရတယ်ဆိုတော့တမန်တော်ကဂျာဒူဂါမဂျာဒူဆရာဆိုဂျာဒူဘာကြောင့်ထိရဆိုတော့ဂျာဒူဆိုတာရှိတာတော့ရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကြောက်ကျွန်တော်တို့ဒီကနေ့ကြောက်ကြတယ်တော့ကြောက်ဆရာလိုတဲ့အရာတခုမဟုတ်ဘူး